ုတ်တယ်ခမားဝရဏပါရင်တအိမ်လုံးပတ်ပြေးနေလို့ရတယ်ဩပတ်တော့မပြေးပါဘူးပင်မမဲ့အလုပ်တွေမလုပ်ဘူးတိုက်တိုက်ကလေကိုင်တိုက်နာမှာပဲညီမအာခမားရလေဗျာစိတ်ညစ်နေပါရှင်မကြောက်ရင်တော့ရှင်နေဩဆရာကောင်လေးကလည်းဟိုတိုက်တိုက်လည်းဝမ်းနေတာပေါ့လို့ဒါမှမဟုတ်လေအားလုံးကြော်စေချင်လို့တိုက်တိုက်ကဟိုရှောက်ဆနေတာပါဟာဦးလေးကလည်းဖုန်းဝမ်းကန်မမတို့ဒီအိမ်ကိုရောက်လာတာကိုအောင်လည်းတိကမှမသိဘူးညီမဦးလေးကို message ပို့ထားတယ် ပို့ထားတဲ့မသိုံမြင်တော့ဆရာအောင်လာလိုက်လာအဲ့ဒါထက်အရေးကြီးတာကျွန်တော်ဒီအိမ်မှာဒီတိုင်းနေလို့မရကျွန်တော်ရဲ့အရှုံးကိုအနိုင်ဖြစ်အောင်ပြန်ကျူးစားရမယ်ကျွန်တော်တို့တိုင်းနေကိုဒီထက်ပိုလေးကျင်ရမယ်ဒါမှသူတို့ကိုကျွန်တော်တို့ပြန်နိုင်ရမှာဟုတ်တယ်ဒီတစ်ခေါက်ငါတို့အရှုံးကအရန်ကိုကြီးမလို့လေငါလုံးဝမကျင်တော့ ။ဘာလဲအိမ်ပြန်စရာမရှိတာနဲ့မင်းတို့ရှိတဲ့နေလိုက်လာတာ။ကိုတည်းကဘယ်ကနေဘလို့အခုမှပေါ်လာတယ်။ပြန်မွေးနေတော့ဦးရဖေရောက်။ဒါနဲ့ဦးရကဘာလို့ကျွန်တော်တို့အိမ်နဲ့အနောက်ဘက်လောက်ခိုင်းရလဲ။ကဲပါပြီးခဲ့တယ်မင်းတို့ပြန်ပြောမိနေတော့ဘလို့စမိုးတယ်။နင်းနဲ့ကလည်းပြောစရာစကားရှိ။ဂီဂီနဲ့ကောင်းလေးလေးလိုက်လာခဲ့။လာ။ဟုတ်တယ်ပြောကြရှိတယ်ဆိုဗာများလဲရင် အကိုမိုးတရံဘဝအမှန်သိလာခဲ့ပြီတကယ်တော့မိုးတရံအကိုတို့ရင်းနဲ့အမျိုးတော်ကြတယ်အမျိုးတော်လဲဘလို့တော်ရလဲအဲ့ဒါရောလေဦးလေးနောက်မှပဲပြောပြပါတော့လောလောဆယ်မိုးတရံကိုသူ့ရဲ့ဘဝအမှန်ကိုပြန်ဖို့ပြေးဖို့အတွက်ဦးလေးဒီလိုလိုက်လာခဲ့မိုးရဲ့ဘဝမှာငါပြန်ပါချင်မိမကြီးငါပဲနေစမ်းဒါနဲ့အလားရဲ့ဘဝကဘာနဲ့ခက်ခဲရင် ပြန်သွားခြင်းရ အမအမှန်တိုင်းပဲပြောပြပါမယ်။အမရဲ့အကူကအမပေါ်စိတ်ကအရန်တင်းကျပ်တယ်။အရန်လဲထုတ်ချင်။အမမတည်ကြည်နဲ့တိုင်းပညာကိုလည်းတင်ခိုင်းတယ်။အားကြောင့်အမအိမ်မမနေချင်။ဟုတ်ဟုတ်တယ်။ဒါဆိုလို့ရှိရင်မင်းကမင်းရဲ့ဘဝအမှတည်နေတာပေါ့။မြမရဲ့အတိတ်ဘဝကိုပြန်သတိရနေတာကြာပါပြီ။မြမရဲ့ဘဝမှကိုပြန်သွားချင်တယ်။ဆက်ပြီးဟန်ဆောင်နေရမယ်။ ကျောင်းဆိုအမဟာညီမနဲ့မျိုးတော်ဆိုအောင်တည်နေကြရတယ်။တကယ်မသိရပါဘူးမလေး။ကိုအောင်လည်းပြောမှသိရတယ်။ကိုအောင်လည်းညီမတို့ကဘယ်လိုမျိုးတော်ပါလဲ။ဥမာတော့မပြောပါဘူး။အမှန်တိုင်းပဲပြောပါတော့။မိုးတိမ်နဲ့မိုးတိမ်ရဲ့အကူကိုပုံပုံကြည့်ရအောင်။အကူရဲ့အဖိုးသူ့ချစ်ကူမောင်ရဲ့ရေစက် ခုတော့ဆိုရင်တော့ဖမပြောလို့ရတယ်ဆိုတာ AC ဘောအောင်လဲမင်းကငါ့ကိုတိမှမဟုတ်ပြီငါကတော့မင်းတို့အားလုံးကသိတကယ်တော့မင်းနဲ့ငါနဲ့ကစိတ်မင်မှုကြောင့်အဲတစိမ့်နေလို့ပြောမယ်ဆိုရင်လည်းပြောလို့တော့ရတယ်ဟာခင်ဗျားလေဗျာစကားတွေဝိဝိုင်နေတယ်ပြောချက်ရှိတာတည်းပြောသားမှာကောင်းပြီငါ့နာမည်ကမိုးကျူးမင်းတို့အိမ်မှာအခုရောက်နေတယ် တော်မလေးရဲ့အကူအညီဟုတ်တယ်မင်းတို့ထပ်ပြောရမယ်ဆိုရင်ငါတို့မောင်နှမကဦးချစ်ထူးမောင်ရဲ့ရေးရင်နေဦးချစ်ထူးမောင်တော့သင်ကြားဘူးပါလို့ဦးချစ်ထူးမောင်ဆိုတာကအဘိုးဦးဆန်ညိုရဲ့တားတယောက်ဖြစ်တယ်ဟိုအဘိုးဦးချစ်ထူးမောင်ပြောတာအမေမေသေးဘူးပဲဩဒါကြောင့်မလို့ခင်ဗျားရဲ့ဗန်ဒူပညာအစ်မြင့်နေရအောင်ခါနဲ့နေစားမအောင် ခင်ဗျားတို့ view ဆက်တယ်ဘာဖြစ်လို့ကျွန်တော်တို့ဆက်တယ်မလုပ်တာငါတို့ရဲ့ဘူးွားတွေကမဆက်တယ်ခံလို့ပဲဆိုတော့အဲ့ဒီကိစ္စကိုငါလက်ထက်မှာလည်းမကျေနပ်ဘူးခင်ဗျားပြောတာသဘာဝကျပါဒါပေမဲ့ကျွန်တော်တို့တွေကဒီအိမ်တော်ကြီးကိုသိမ့်မခံမှာမဟုတ်ပါဘူးအဖွားဒေါ်ဆန်မြရဲ့ဆုံးပြီးတဲ့နောက်ပိုင်းမှာ view ဆက်တွေကခင်ဗျားတို့ကိုလိုက်ချပါတယ်ခင်ဗျားတို့ကိုရှာလို့မှမဖြစ်ခဲ့ဘူးဟုတ်ပြီလေအဲ့ဒါဆိုရင်လည်း ခုမင်းတို့အဲ့ဒီအိမ်ကြီးမှာနေလာခဲ့တာဖြစ်ပေါင်းလဲမလဲတော့ဘူးအခုမင်းတို့ဖယ်ပေးလိုက်ဘာလို့အဲ့ဒီအိမ်မှာတက်နေဘလို့အဲ့လိုလဲဘယ်ဖြစ်မလဲဗျာအမေတို့နေချင်တယ်ဆိုကျွန်တော်တို့နဲ့အတူလာနေပေါ့ဟိုအဘိုးဥစ္စာညောကဒီအိမ်ကြီးကိုအဝင်မခွဲရဘူးလို့ပြောခဲ့တာအမေလည်းသိရတယ်ဒါသိပါအဲ့ဒီကိစ္စတွေကသူအမေခက်ပြာငါမင်းတို့ပြောဆက်တင်တယ်သူမှမနေဟာဒါဆိုတော့ဒီကိစ္စကကျွန်တော်တယောက်တည်းအနေနဲ့သုံးဖြတ်လို့မရဘူးကြာ ။ဘာကြီးဥကျော်ရှင်ကိုပြောမှာပါဗျာ။ဥကျော်ရှင်နဲ့ငါနဲ့လည်းတုံခဲ့ပြီပါ။သူနဲ့ငါနဲ့လည်းညီနိုင်ရာရှိရာတွေညီနိုင်ခဲ့ပြီ။ဘာများလဲကျွန်တော်လည်းမသိရပါဘူး။အဲ့ဒီကိစ္စအခုမင်းတို့အဖွဲ့နဲ့မင်းရဲ့ထုံးတို့အဖွဲ့နဲ့တိုင်းပညာရှင်တန်ဖိုးရှိတကယ်လို့များအဲ့ဒီတိုင်ပွဲမှာမင်းတို့ဘက်ကရှုံးခဲ့မယ်ဆိုရယ်အဲ့ဒီအိမ်ကိုဖယ်ပေးရမယ်ဆိုတဲ့သဘောတူညီချက် အဲ့ဒီသဘောတူညီချက်ကိုမင်းရဲ့ဗာကြီးဥတော်ရှင်ကသဘောတူခဲ့ပြီးသွားတယ်အဲ့ဒါလည်းမဖြစ်နိုင်တာကြာတကယ်တော့ဘုန်းနဲ့တွေ့ခဲ့တယ်ဆိုတော့ဘလို့သက်သေကြတယ်ပေါ့နိုင်အမင်းပါကြီးကျော်စိမ့်ပါမိုးကျိုးနဲ့ငါတွေ့ခဲ့ပြီးပြီငါတို့ရဲ့အိမ်ကြီးဟာမိုးကျိုးတို့မိသားစုနဲ့လဲသက်ဆိုင်နေတာကြောင့်မိုးကျိုးရဲ့ဆန္ဒကို ငါလက်ခံဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်မင်းလည်းမိုးချိုးပြောတာကိုလက်ခံလိုက်ပါ။ဒါငါအမိန့်ဒါဆိုအမမုတ်တိန်နဲ့မက်ကီတို့ကညီမရတော့ရတာပေါ့နော်။ဟိုအဲ့လိုလည်းမဟုတ်သေးဘူးကောင်ကြီး။အဲမုတ်တိန်တို့ကအဖိုးအချစ်ထူမော်ရဲ့မြေးဆိုတော့ဦးလေးနဲ့ကြာမှာမောင်တော်တော်ဒီနေ့ဆိုလို့ရှိရင်အတော်တော်ရဲ့ကွာ။အဲ့ဆိုအမကိုညီမကတော်တော်လို့ခေါ်ရမှာပေါ့။အမြဲတမ်းမလို့ခေါ်နေကြဆိုတော့ ဘတော်လို့ခေါ်တာတမျိုးကြီးပဲဒါပါတယ်ညီမလေးရေညီမလေးအဆင်ပြေလို့ပဲခေါ်ပါနော်ဒါကြီးอ่ะငါတို့ရဲ့အိမ်ကြီးဟာအဖိုးချွတ်ချွတ်မောင်ရဲ့မျိုးဆက်တွေနဲ့လည်းသက်ဆိုင်တယ်အဲ့တော့သူတယောက်တည်းအုပ်ချုပ်နေရတာဘိပြံမလို့ပဲဒါကြောင့်လေကိုမိုးချိုးပြောတာကိုလက်ခံသဘောတူခဲ့တယ်ဖြစ်တယ်ကွာအဲ့ဒါဆိုရင်လေတိုက်မဲ့နေနေမှာဦးမိုးချိုးနဲ့မဟုတ်ဘူးနဲ့အဲ့လိုဗာမင်းတို့နဲ့ပြန်နေရဦးလေးထင်ပြောရမယ်ဆိုရင်တော့ကိုမိုးချိုးကငါတို့နဲ့ ရှင်ပြိုင်အနိုင်ယူပြီးတော့ဒီအိမ်ကြီးကိုသိမ်းပိုက်ချင်ပုံမရဘူးကွာအဲ့ဒီအချိန်မှာဗာမင်းတို့ရဲ့ဆရာမြေထွန်းဟာကောင်လေးတို့ကိုအနိုင်ရကျင်စိတ်ပြင်းထန်နေတာသိလို့မြေထွန်းနဲ့သွားပေါင်းလိုက်တာဖြစ်တယ်မင်းကဘာကောင်လဲခုနောင်ကဒါနဲ့အွန်လိုင်းရဲ့ပြိုင်ပွဲမှာဝင်ပြီးဝေဖန်ရအောင်မင်းကဘလောက်အဆင့်ရှိတယ်မင်းသိကျင်နေဆိုရင်တော့စမ်းကြည့်လို့ရတယ် ယုံမင်းတက်ွက်တည်းကဘန်တို့တက်ွက်တည်းပဲအောင်လည်းနဲ့ဘလို့ပတ်သက်လဲအဲ့ဒီကိစ္စကိုသိလို့လေမင်းအတွက်ကအကျိုးမရှိပါဘူးခုငါမင်းအတွက်အကျိုးရှိမဲ့ကိစ္စတခုပြောပြမင်းတို့ဖွဲ့နဲ့ကောင်လေးတို့ဖွဲ့ တိုင်းပြိုင်မှုစ조사နေတယ်ဆိုတာကိုငါသိတယ်။အဲ့ဒီပြိုင်ပွဲကြရင်တိုင်းတိုင်းပြိုင်တာတဲ့စာရင်ပိုပြီးဒိဗ္ဗေရှိမဲ့ဒီလန်တခုမင်းတို့ကငါပြောပြချင်။ဘယ်လိုလဲ။မင်းငါနဲ့ပြပေါင်းချင်။အခုဆိုရင်ကောင်လေးတို့အဖွဲ့ကဗာမင်းတို့အဖွဲ့ကိုရှုံးနေလိုက်တဲ့အတွက်အဲ့အိမ်ကြီးကိုကိုမိုးကျိုးကလည်းတနည်းတစ်ပုံပိုက်ခိုင်းသွားနိုင်တယ်။ ။ဒါကြောင့်ဘိုးဒိန်လည်းအဲ့အိမ်ကိုပြန်သွားတဲ့ညီမအထင်ပြောရရင်တော့အဲ့ဒီအိမ်ကြီးကိုအကိုကြီးကအမှန်တကယ်ပြန်လို့ကျင်တော့မဟုတ်တော့ဘူးထင်တယ်။အတိမဲ့ပြုတ်ခိုင်ချင်တာပဲဖြစ်မယ်။ဘာဖြစ်လို့လဲဆိုတော့အကိုကြီးကဟိုးအရင်ကပြောဘူးတယ်ညီမလေးတို့မှာဘဝပိုင်အိမ်တိမ်ရှိတယ်တဲ့အဲ့ဒီအိမ်ကြီးကိုလူတစုကတိမ်ပိုက်ထားတယ်တဲ့ညီမလေးတို့ကိုလည်းဖြစ်ပယ်ထားတယ်တဲ့လေအကိုကြီးကအဲ့အကြောင်းကိုခဏခဏပြောပြီးမကြည်မနှက်ဖြစ်နေတာအခုကိုအောင်လံပြောမှ အဲ့အကြောင်းဆက်ဆက်ပြီးနားလည်လာတာဘာဖြစ်ဗျာအဲ့အညီကိုကျွန်တော်တို့ပြန်ယူဖို့အခွင့်အရေးတော့ရှိသေးတယ်ရှိရပါကွာကောင်းလေးတို့တွေဗာမင်းတို့အဖွဲ့ကိုနိုင်လိုက်တော့လဲသူတို့အခွင့်အရေးပေးလိုက်တာပဲမို့လားအခုလည်းသူတို့ကကောင်းလေးတို့အဖွဲ့ကိုပြန်ပြီးတော့အခွင့်အရေးပေးမှာပါအဓိကကောင်းလေးတို့အဖွဲ့စူးစမ်းဖို့ပဲလို့လားဟုတ်တယ်ဦးလေးဒီကားတော့မကြည့်အကောင်းဆုံးစူးစမ်းမယ်ကျွန်တော်လည်းမကြည့်ဘဲကိုကြောက်အောင်နှွေးမယ်ဟာအဲ့လိုပဲဖြစ်ရမှာပေါ့ပါ ဒီတခါနှွဲ့မဲ့ပွဲမှာဥလေးလဲဝင်ပါမှာပါကွာဟုတ်ဟုတ်ကဲ့ပါကြီးအဲ့လိုမဖြစ်စေရပါဘယ်ရခုငါတို့တိုင်းပြိုင်ပွဲမှာရှုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်နေတာအေးတကယ်လို့ဒါအဲ့ဒီပြိုင်ပွဲမှာ မင်းနာနိုင်ခဲ့မယ်ဆိုရင်ဘာလို့ရှုံးမှာမဟုတ်ဘူးဆရာကောင်းလေးနဲ့မကီတို့တော့မှရှုံးသေးတာပဲကိုရကျွန်တော်လည်းရှုံးမှာပါဒါပေမဲ့ပြန်ပဲချင်းမတူဘူးလေကွာငါတို့နဲ့ပြိုင်တဲ့ကောင်ကြီးကငါတို့နောက်မှာတိုင်းလေးကျင့်ပြီးတော့လာပြိုင်တဲ့ကောင်ကြီးဆရာကောင်းလေးကလည်းရေရှုံးကိုဒီတန်းထားမှာမဟုတ်ပါဘူးမကြေပွဲပြန်နှွဲလိုက်မယ်ဆိုတာအာယုံကြီးအေးတကယ်လို့အဲ့လိုတိုင်းပြိုင်ပွဲထပ်ပြီးပြန်ဖြစ်ခဲ့တယ်ဆိုရင် ။ငါတို့နှစ်ယောက်တည်းကတယောက်မှမရှုံးပါစေနဲ့လို့ဘာကြီးကမှားသွားတယ်။ငါတို့နှစ်ယောက်တည်းကတယောက်ယောက်ရှုံးတာနဲ့ငါတို့ရတဲ့အမွေတွေကိုဘာကြီးကပြန်သိမ့်မယ်။အဲ့တော့ရမ်းပါ။မင်းအခုထပ်ပို့ပြီးတော့စူးစမ်းလေ့ကျင့်ပါ။စိတ်ချပါဗျ။ကျွန်တော်ကောင်းဆုံးကြိုးစားပါတယ်။ဒီနေ့ကတော့ကျွန်တော်တို့ရဲ့အောင်ပွဲပဲ။အဲ့တော့အားရပါတော့ကြောင်းဟုတ်ပါကျွန်တော်ပြန်ရမ်းပြောပါ။ပြောရမှာပေါ့။ကောင်လေးတို့အဖွဲ့ကိုကလပပိုင်တင်ညာပြန်ပေးကြနေတာ။ 哎呀，把呀,、哎、呀，我们看，掉在哪？哦，啊？给啊，是不是？几呀来要，哦，啊来啊、没,来没呀嘞。几呀多嘞？看来磨刀荣耀，干杯多来，给，干杯，干杯！好，小明，你咋嘞？你表来样没？哎，小你你你咋嘞？你,你,你、啊、要来呀、啊！哎，老不一样。 ငါကြီးတို့ပြောကြရလားဟမ်ပြောရဖို့ကိုရတယ်ပြောရမယ်မင်းတို့တကောင်လေအခုတော်တော်လေးကိုလက်ရတက်လာဟမ်ကဲချပါအေးရောရာအဲမြေမြေမြေစားလေမြေစားလေဟမ်ပြောရမင်းတို့အရက်စလိတ်ပြီးအောင်မတော့တော့ဘူးဟာတားမြင်ထားတယ်ဒါပါသဘောလေဒါပါသဘောလေ ။ဒါတော့ငါတို့မလေးမစားလုပ်တဲ့သဘောလား။အပြင်းပြထိုးခံကြည့်တကြဟမ်။အဲ့အဲ့အဲ့လိုမပေါ့ဘူးခင်ဗျာ။ဟိုကျွန်တော်တွေလည်းပျော်လွန်းလို့ဒီနေ့ဒီနေ့တည်းရတယ်ဗျ။ဒီနေ့တည်းရဒီနေ့တည်းရတယ်ဗျ။ဟုတ်ပါတယ်ခင်ဗျာတို့ကဒီဒီနေ့တည်းရတယ်ပဲခွင့်ပြုပေးပါဗျာ။ကျွန်တော်တို့ဘဝမှာဒီလိုအောင်မြင်မှုမျိုးရဖို့တော့ကြိုးစားလာခဲ့ရတာဗျာ။ဟုတ်ဟုတ်ပါတယ်ဗျာ။ဒီနေ့တည်းရတယ်ဗျာ။ဘာလို့လဲကောင်းလေးတို့ဖွဲ့အောင်နိုင်ပြောနေရဆိုတော့ပြေတော့လည်းပါပြော ရရောက်တယ်။ဒီနေ့တည့်ရက်တော့အာဟုတ်တယ်ဒီနေ့တည့်ရက်ဒီနေ့တည့်ရက်တော့ဟိုဘူးတို့လည်းဒီတိုင်းပျော်နေမဲ့တစ်ခွတစ်ခါတော့ပြည်တယ်။ဟိုကွန်ပျူတာနေကမ်ပိကမ်ပါကွာ။မာရုပါ။အေးအားတော့မင်းကိုကမ်ပိမလို့ပိတ်ကြပါပိတ်ကြပါအားရဘလို့ပါဘလို့ပါဘလို့ပါတယ်။ဒီဒီလာဘွားလေးမအားလို့တိုင်းမာနဲ့ဒီကနေ့ဘာမှမဆိုင်ဘူး တရုတ်တိုင်းသမားတွေကြတော့တောက်နိုင်ဆုံးလူကဘုံရှိတာတရုတ်ပြောရောက်ဘူးတရုတ်ပြီတော့မရောက်ဘူးငငယ်တော့တရုတ်တိုင်းကနေမှာကြည့်အဲ့ဒါတရုတ်နောက်ပမာတရုတ်နဲ့ပမာနဲ့ဘာမှမဆိုင်ဘူးကဟုတ်ပါတယ်ခွေးရဒါပေမဲ့ကိုရိုးတက်တယ်ပြရအောင်ပါခွေးကိုရိုးတက်ရှင်နဲ့တက်ပြရအောင်ကျွန်တော်တို့ဘုံပြည့်အနေနဲ့တခွနဖလားတော့ဘုံပြည့်ပြီပါဗျာဟုတ်ပါဟုတ်ပါဟုတ်ပါလေဗျာတခွနများတော့ချီချီနေပြီဟုတ်ပါတယ်ခွေးပြ တခွတ်တခွတ်ဆိုမှဒါပဲတိတ်တော့ညတော့အလိုလိုက်ပဲသူကန်းတက်လာဟာလားတော်ရဘာလို့လဲဟာလေညရတဲ့ငါတို့အောင်ဖို့နေဆိုတော့ကောင်းကြီးရဲ့ပြောနေတဲ့ပြောနေတက်စီချင်ပါဘူးလူစပ်ပြောပါ့မယ်ဒီရတယ်ဒီရတယ်ဒီရတယ်ကောရနော်အခုကတော့ကောရနော် 这块你管，你这块你过住去，没到那去了管、欸、啊？哎、嗯，谁看不着？哼、嗯，哎呦、嗯，玩手呀，玩手！加倍，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 加倍。呀，中间这个是啥东西？嗯嗯 အဲ့တော့ဘာဟမ်ဒီဒီဟမ်ဘာလဲမင်းတို့ပြောလဲ yes ဆိုတာဟမ်ဟမ်ဟမ်အဲ့ဒါပါတက်ဘုရားပြောပါအေးရဘယ်လိုကြောက်မိတာဖြစ်ရောနေဖဲပါတာမျိုးတိရောက်မှအဲ့ပလဲမကြည့်နဲ့တော့ဘယ်လိုပလဲဒီဘက်လိုမင်းအဲ့ဒါမင်းအဲ့ဒါတော့ 是吧？嗯嗯，要来干嘛？哈哈哈哈哈哈！去去吧。要来干嘛？咋不一样嘞？哈哈！是老了吧？哎哎，要的，要的。来看了，是吧？要。他说：“我得回单位啊，啊。” 啊，哎呀、uh, hey，哎呀，哎呀、oh, oh,，够呀嘛！呀，多准备两的，多准备两个。爷爷个，爷呀，奶奶，奶奶啊，哪样的？我嘞住在花木台，花花木台的五号。啊，你要到哪里去？六，花尾。不是，不是，不行，电电影包。 ဆုံးပါဘောကြဟမ်ဘာပြောလဲဘောဝဲဟဲ့လေအဲ့တော့ဒါမှလုပ်နေတယ်ပေါ့ကြိုက်အဲကျွန်တော်တို့ဒီဟိုတခွက်လောက်တောက်လိုက်တာပါတခွက်တောက်လိုက်ရနေပြီလေကျွန်တော်ကြိုင်မကြိုက်သွားတာလေဆရာကြီးတခွက်ပြီးတခွက်တခွက်ပြီးတခွက်ချလိုက်တာအခုတို့အခုတို့ဘူးသွားတာပဲဆရာကြီးဟဟုတ်ဟုတ်နေဆရာဟုတ်တယ်ဒီအောင်လေးကပျော်ပြီးအောင်ဝဲခံနေရအဲကျွန်တော်တို့ကပျော်ပြီးကူးဆက်သွားတာဆရာကြီး ့ဆရာကဝင်ပြောလိုက်ပါဟမ်ဟောသားပဲဆရာကြီးတတခွာတော့ဝင်ချရဆရာရနော်ဘာကွာတိုင်းသမားနဲ့အရင်နဲ့ပါဆန်လို့ဆရာကြီးရယ်ဆိုင်တာဟောကြိုက်ဟိုအရင်မူးတိုင်းဆိုတာရှိရတယ်ဆရာကြီးမကြဘူးတူတယ်အဲ့ဒါပဲမရှိရလားပြောနေတိုင်းသမားတယောက်မူးနေတဲ့အချိန်မှာလမ်းဘေးကောင်နိုင်ချင်နိုင်ပဲအစင်းမြင့်ပညာရှင်တွေတွေ့တဲ့ခါကြတယ်မူးနေတာအားနေချက်ပဲကွာဆရာကြီးအဲအဲ့ဒါကျွန်တော်လက်မခံအောင်ဆရာကြီးဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုမူးနေရတော့ 哎，这哪个就是兄弟？我必须的讲嗯，好的、啊，好的。这哪个这哪个就是兄弟？我必须的讲的。好的，好的。对这家弄着啊。嗯。那从哪打米烧的？啊啊啊！干，不弄了。我米也够家了吧,吧？你们家呀、啊？你老板子？一分。不是，你还想买啥去啊？ မူးနေတဲ့လူပြောက်ကအတမန်လူပြောက်တဲ့အမြဲတမ်းလှုပ်ရှားမှုကနောက်ကျတယ်ကွ။တိုင်းသမားတယောက်ကအနေငယ်နောက်ကျခြင်းဟာများစွာနောက်ကျခြင်းပဲ။ဘောဘောကြည်ရ။ဟိုကျွန်တော်မဖြစ်စီရတော့တော့ဟိုဒီနေ့တည်းရတဲ့မလို့ကျွန်တော်တို့ခုနပြောဆိုင်ရ။ဟုတ်ဆိုင်နော်။ဟုတ်ပါဆိုင်။ကျွန်တော်လည်းနားလည်တော့တယ်။ကျွန်တော်တော့မဟုတ်ဘူးနော်ဆိုင်။ဟိုနောက်ဒီလိုမျိုးတွေမဖြစ်ဘူး။မဖြစ်ပါဘူးလို့ကျွန်တော်ကတိပေးပါတယ်ကွာနော်။ကိုမကိုတည်ပြီဆိုတော့လေ။ထားလိုက်ပါကွာ။ မင်းတို့မိတ်ဆက်ပေးအောင်မယ်ဒါကတော့ကိုမူချိုးတဲ့ညို့ပိုင်တဲ့ထဲမှာလူလည်းပါဒီတော့ဆရာကျွန်တော်တို့ကဒီအင်ကြီးကိုအသေးကြီးဖိုက်ပြန်ပြီးရခဲ့တာအဲ့လိုဖိုက်ရခြင်းတော့သူရောမပါတာဘလို့ပြလို့ဒီအင်ကြီးကိုပိုင်တယ်မှာသူကပါတာတော့ဟမ်ဟုတ်သားပဲဆရာလူတော့မဖြစ်သေးဘူးဘယ်လိုထင်အောင်ရှောက်ပြောမလဲသူကမှဒီအင်ကြီးရဲ့မျိုးဆက်အမှန်ပေါ့ ဟုတ်ပါတယ်ကျွန်တော်ကဒီအင်ကြီးရဲ့မျိုးဆက်ဒါပေမဲ့ကျွန်တော်ကဒီအင်ကြီးရဲ့ပိုင်ဆိုင်မှုကိုလိုချင်လို့တော့မဟုတ်ဘူးဒီအင်ကြီးကိုမောင်းပိုင်စီးထားတဲ့အောင်လန်တို့မျိုးဆက်တွေမရှိစေချင်ဘူးအဲဒါကြောင့်မလို့အများတို့နဲ့ကျွန်တော်ကပူးပေါင်းလိုက် ရန်နဲ့ရပါတယ်မင်းတို့ကချုပ်ဖို့တရားတော်အလောက်အကြာကြီးစောင့်နေမယ်ဆိုလို့ရှိရင်တစ်ဖက်ရန်သူကထိုင်ကြည့်နေမှာမဟုတ်ဘူးနော်မြေမြတ်တက်တက်လေးမင်းတို့ချုပ်ဆမ်းပါတိတ်ခိုက်မင်းရလေကွာကြားလို့လို့ဂျေလိုလိုနဲ့ကြားလို့ပူစမ်းပါကွာပေါင်းလေးမင်းရဒုစရလေကွာငါထိုင်ကြည့်နေတော့မင်းရဒါကြောင့်မလို့မင်းဘာမင်းမရှုံးတာဒုစရကိုအေးချာချာတည်တည်တက်တက်မင်းတင်းလမ်းပါကွာ ဒီချီလောက်ကန်နေရတယ်ဟာခုနှစ်လောက်ထွေးမစားရလူကန်နေရကြာနေရပဲအောက်ရှိဘူးလားဟာဦးလေးရလေသမီးတို့ကရှုံးစိတ်ရပြီးလေ့ကျင့်နေဟောက်ဦးလေးကအချိန်ထက်မှလေသမီးတို့ကိုကဲ့ရဲ့ဟာရှုံးတာနေတို့ရှုံးတာလေငါရှုံးတာမှမဟုတ်တာကောင်းလန်သူများတွေကရှုံးလို့စိတ်ညစ်နေရတယ်ကဲကောင်းလန်ကဘာလို့ပြုံးပြော်နေရတာလဲတော့ကရနေတဲ့ဂျင်းနဲ့ဆရာကြီးပါဟာပြိုင်ပွဲဆိုတော့လည်းအရှုံးနေနိုင်နှစ်ခုပဲရှိရှုံးရင်ရှုံးမရှုံးရင်နိုင် ဘာမှခံစားနေကြမလို့ပါဘူးအဲ့လိုမျိုးစကားမျိုးအကိုကြီးပြောတာလည်းကြားဘူးတယ်စိုက်ပညာအစင်းမြင့်သွားရင်ဘာခံစားချက်မှမရှိတော့တော့အဲ့လိုလားဟာလူပဲဟာခံစားချက်တော့ရှိတာပါအဲ့မဲ့ကိုယ့်အတွက်အကျိုးမရှိတဲ့ခံစားမှုမျိုးဘာဖြစ်လို့ရင်ထဲမှာစိတ်ထဲမှာတိတ်ထားမှလဲပယ်နိုင်ရမယ်လေ။အကိုကြီးမှလည်းအဲ့လိုခံစားချက်မျိုးရှိမှာပဲနော်။ဟာ။နင့်အကိုကြီးမှလည်းခံစားချက်တော့ရှိမှာပေါ့ဟာ။တကယ်နေကနင့်အကိုကြီးမချုပ်ဘူး။ အကိုကြီးကိုညီမချစ်ပါတယ်။ဒါပေမဲ့အကိုကြီးကညီမပေါ်မှာအရန်တင်းကျပ်လွန်နေ။အောင်လဲ။တော့လာဝင်ဝင်စမ်းပါဦးပါ။ပြ။တော့ဖို့ပြလိုက်။ လာလောက်တာဘာလာလောက်ရမလဲဒီမလေးကိုပြန်လာခေါ်တာပေါ့ပြည့်စုံချင်းကိုင်းနဲ့ပြန်လိုက်ခဲ့ဒီမလေးမလိုက်ချင်ဘူးဒီမလေးဒီမှာပဲနေချင်တယ်မလိုက်ပြစင်းနဲ့နော်ဒီပြန်မရှိရင်ပြောစမ်းပါနဲ့ညာညီမလေးရဲ့နေရာမဟုတ်ဘူးပြည့်စုံချင်းကိုင်းနဲ့ပြန်လိုက်ခဲ့ဒီမလေးမလိုက်ချင်ဘူးဟောလိုက်ခဲ့ပါဆိုနေမှာပဲမလိုက်ချင်ဘူးကိုကြီးဟောပြောမရလားလိုက်ခဲ့ကိုကြီးဒီမလေးမလိုက်ချင်ဘူးဝင်လာဝင်လာဟေးဘာဖြစ်လို့မလိုက်ချင်တဲ့လူကိုအတင်းကျပ်ခေါင်းနေရလဲ။မင်းကပါ။ဘာညမအောင်ငါပြန်လာခေါ်တာ။မင်းနဲ့ပါစ။ဘလို့ပဲဖြစ် ဘုဒ္ဓင်ကရွေရောက်ပြီးသားလူတရားခမရအခုလိုအတင်းအကျပ်လုံနေတာကျုပ်လက်ပတ်ကြည့်မနေဘူး